မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ခြေစွော်နှင့်ညီသက်ချင်းကောင်းချီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ဘာမှတိုက်ရောက်ပါစေ။ဖျားသခင်ရဲ့ခြေစွော်ကိုချီးမွားပါရစေ။ကျွန်တော်ခြေစွော်ကြောင့်2025ခုနှစ်စက်တင်ဘာလ30ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်။ ။နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖခင်ယေရှုတင်နဲ့နှုတ်ကပတ်တော်အဖြစ်တည်ဆောက်ဆရာဖြစ်စီပါ။နတ်နေတဲ့တမန်တော်ကိုတန်ရှင်တော်ဘုရင်တော်ဖခင်ယူဆောင်ဖို့ပြပါ။အခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါ။သခင်ယေရှုနာမအားဖြင့်ဆုတောင်းခဲ့ဝီငှပါရယ်ဖခင်။အာမင်။ဖြတ်ရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့တမန်ကျမ်းစာမှာတွေ့ရတဲ့တပည့်ကျမ်းမှာတွေ့ရတဲ့ ဓမ္မတမျိုးရှုရိပီရဲ့ထူးခြားတဲ့ဖြစ်ရက်တွေကျွန်တော်နားထောင်နေပါတယ်အဲ့တော့ကျမ်းစာထဲမှာတမဟောင်းကျမ်းမှာတွေ့ရတဲ့ရှုရိပီဓမ္မတမျိုးနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အဖြစ်ပြက်ရှိခုကိုပေါ့ကျွန်တော်နားထောင်ခဲ့ပါပြီအခုကတော့ဓမ္မသစ်ကျမ်းမှာတွေ့ရတဲ့ရှုရိပီဓမ္မတမျိုးနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ဖြစ်ရကျွန်တော်၅ခုနားထောင်နေတာအဲ့ဒီကနေ့ဆိုကျွန်တော်၅ခုမြောက်ကိုရောက်ပြီဖြစ်တယ်။အော်နံပါတ်၁ပထမတစ်ခုကတော့ဗာလေးဆိုတော့သခင်ရှုရဲ့သတင်းတော်ဟာရှုရပြီအနှံ့ကြော်စိုးခဲ့တယ်။ကြော်ကြားခဲ့တယ်။ကောင်းသတင်းနေဖြစ်တယ်။သခင်ရှုအနာရောဂါငြိမ်းပေးတယ်။သခင်ရှုရဲ့ကဲ့တင်ခြင်းသတင်းစကားကို ရှုရပြီအနှံ့ကြော်ကြားခဲ့တယ်ဆိုတော့တွေ့ရတယ်မာသခန်ကြီး၄24ကိုဖတ်ရင်တွေ့ရမယ်နံပါတ်1ကတော့ခရိယန်တို့ကိုညှင်းစင်နှိပ်စက်ဖို့ ရှောလူဆိုတဲ့ပုဂ္ဂိုလ်ကအဲ့ဒီမြို့ကိုသွားခဲ့တယ်။သို့တော်ညာလဲလမ်းမှာပဲသူ့အသက်တာတခိယေရှုခရစ်တော် ਨੇ တွေ့ပြီးတော့ကောင်းငင်ကနေအလင်းတန်းချရောက်ပြီးတဲ့အခါယေရှုခရစ်တော် ਨੇ တွေ့ပြီးအသက်တာပြောင်းလဲခဲ့တယ်။တမန်တော်ခန်းကြီးကိုအငယ်တကနေနှစ်ထိပ်ဖိုင်ကျွန်တော်တွေ့ရမယ်။နောက်နံပါတ်3ကတော့ပေါ်လူလို့ခေါ်တဲ့ရှောလူကအဲ့ဒီမြို့မှာတရားတွေအများကြီးဟောခဲ့တယ်။တမန်တော်ခန်းကြီးကို19ကနေ22ထိပ်ဖိုင်တွေ့ရမယ်။နောက်ကျွန်တော်ရှင်ပေါလုကိုတရားဟောခြင်းကြောင့်အဲဒီဓမ္မသမျိုးဟာလူတွေက ယုဒလူတွေကတတ်ဖို့ဒုက္ခပြီးတဲ့အခါသူအသက်အန္တရာယ်စိုးရင်ရတဲ့တကြောင်တောင်းကလေးနဲ့ရှော့ချပြီးတော့မြို့ရိုးပေါ်ကနေရှော့ချခဲ့ရတယ်။တမန်တော်ဒုက္ခကြီးကိုငယ်နဲ့73 95တိဖိုင်လာတာတွေ့ရမှာဖြစ်တယ်။ဒီကနေ့ကတော့ကျွန်တော်နံပါတ်9နံပါတ်9ရောပါလဲဆိုရှင်ပေါလုကအဲ့ရှုရိပီတဝန်းလုံးကိုခရီးပြုပြီးသခင်ယေရှုခရစ်တော်ရဲ့အေးဝံကလေးသတင်းစကားကိုဟောပြောခဲ့တယ်ဆိုတော့သွားတွေ့ရတယ်။တမန်တော်ဒုက္ခကြီး55ငွေ57ရဲ့ ဂလာတိခန်းကြီးတက်ငွေ27ကိုဖိုင်ဒီဖြစ်ဖြစ်ဒီတွေ့ရမှာဖြစ်တယ်နောက်တမန်တော်55 51ကိုကျွန်တော်နေငယ်ဖတ်ပေးခြင်းနဲ့အသင်းတော်များကို မြဲမြံခိုင်ခန့်စီလျက်ရှုရိပီကိလိကိပီတို့ရှောက်သွားလေ၏တမန်တော်ခန်းကြီး55ငယ်51အဲ့တော့တမန်တော်ရှင်ဘောလူဟာတဲ့အသင်းတော်အရင်ကဖြစ်စည်းဖို့ဒုက္ခပီးတဲ့သူက တခိရှုခရစ်တော်ကိုရတဲ့အခါအသင်းတော်တွေကိုမြင်းမြန်ခိုင်ခန့်စေတဲ့သူ ဖြစ်လာတယ်ဆိုတော့တွေ့ရတယ်အော်ဒီကနေ့ရှောလူလိုတိတ်ဆိုးတဲ့သူတော်တခိရှုရတဲ့အခါနှောက်ရတဲ့သူဒုက္ခပေးတဲ့သူဟာခိုင်ခန့်စေတဲ့သူဖြစ်လာတယ်ဆိုတော့တွေ့ရတယ်နောက်ဂလာတိခန်းကြီးတဲ့ငွေ27မှာထို့နောက်ရှုရိပီကိလိကိပီတို့ငါသွား၍ ်အဂလာတိဟောရဆာမှာဖတ်တဲ့အခါမှာလေရှင်ဘောလူကရှုရိပီကိလိကိပီကိုသူသွားခဲ့တယ်ဆိုတာကိုသူရီးခဲ့တယ်အဲ့တော့ဒီຢာတွေကိုကြည့်တဲ့အဖြစ်ရှင်ဘောလူရဲ့အသက်တာမှာယုံကြည်သူတွေကိုညင်ပါနှိပ်စက်အသင်းတော်ကိုဒုက္ခပေးတဲ့သူဟာအသင်းတော်ကိုခိုင်ခန့်စေတဲ့သူ ဖြစ်လာတယ်ဒါကြောင့်ကျွန်တော်ဒီကနေ့အရေးကြီးဆုံးတစ်ချက်ကလေးစင်ကြင်စရာကဖြိုဖျက်တဲ့သူဟာတိဆောက်တဲ့သူ ပြန်ဖြစ်လာအောင်ဘုရားခင်က ပြန်လုတ်ခဲ့တယ်ဆိုတော့တွေ့ရတယ်။ဒေါင်ဒီကနေ့သင်းပေါ်မှာပြူပြတ်တာတွေဘလောက်ရှိပါစေဖယားကတိဆောက်ချင်းခွင့်ပြန်ပေးမယ်ဆိုတော့ကိုဒီကနေ့စင်ကြင်ဖို့ဖြစ်တယ်။တော့ရှောလူဘုရားမှာသူဖြိုဖြက်ခဲ့တယ်။ဒါမဲ့ပေါလုဆိုတဲ့ဘုရားမှာသခင်ယေရှုနဲ့တွေ့ပြီးတိဆောက်ပြီးခိုင်ခန့်တဲ့သူဖြစ်လာတယ်။ဒါကြောင့်ဒီနေ့သင်တိတ်မှာပြိုပြက်တဲ့အရာအလုံးဟာသခင်ယေရှုနဲ့ပဲသွားပါခိုင်ခန့်ပြီးတိဆောက်ခြင်းတွေကိုမြင်တွေ့ရမှာဖြစ်တယ်ဆိုတော့အားပေးခြင်းတယ်။ ဒါကြောင့်ရှင်ဘောလူကအရင်တုန်းကအားလုံးပြည့်စုံတယ်ဒါပေမဲ့သူ့နှလုံးသားဆင်းရဲနေတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့အတွင်းသဘောကယေရှုခရစ်တော်ကိုမယတဲ့အခါမှာညင်ပါနှိပ်ဆက်သူများကိုဒုက္ခပေးခြင်းနဲ့ပဲသူသွားခဲ့တယ်ဒါပေမဲ့သခင်ရှုရလာတဲ့အခါသူ့နှလုံးသားကျွယ်ဝလာတယ်။အခုဒီခေတ်အသက်တာမှာနှလုံးသားကျွယ်ဝတဲ့အသက်တာ ဖြစ်ဖို့အားပေးခြင်းတယ်။ရှင်ဘောလူကအရင်ကနှလုံးသားသေးသိမ့်နေတယ် အမြင်သေးတယ်အမြင်ကျင်းတဲ့အခါမှာဒုက္ခပေးဖို့ညင်မာနှိပ်စက်ဖို့ပဲသူစဉ်းစားတာဒါပေမဲ့ယေရှုရတဲ့အသက်တာဟာနှလုံးသားကြည်ဝင်တဲ့အသက်တာဖြစ်လာတဲ့အခါခိုင်ခန့်ပြီးတိဆောက်တဲ့သူ ဖြစ်လာတယ်ဒါကြောင့်ရှောင်းမုံမင်းကြီးရဲ့စကားလေးတစ်လုံးကိုအားပေးခြင်းနဲ့စင်ရဲသောသူဟာတဲ့မူတာသုံးသောသူထပ်သား၍ကောင်းတယ်ပြန်ပြောခြင်းနဲ့စင်ရဲသောသူဟာမူတာသုံးသောသူထပ်သား၍ ကောင်းတယ်ဒီနေ့လောကကြီးမှာတဲ့သင်စင်ရလေကိစ္စမရှိပါဘူးဒါပေမဲ့သင်နှုတ်ကမုတာတွေမဟုတ်တာတွေမပြောရင်အဲ့ဒါသင်ဟာမုတာသုံးတဲ့သူထပ်သား၍ဘာဖြစ်လဲကောင်းတယ်တဲ့ဒါကျွန်တော်ပြောတာမဟုတ်ရှောင်းမုံမင်းကြီးကပြောခဲ့တာ ဖြစ်တယ်ဒါကြောင့်ရှင်ပေါ်လူကအရင်တော့သူ့နှုတ်ကမုတာတွေသုံးပြီးတက်ဖြတ်ညင်းဆဲခဲ့တဲ့သူဟာဒီကနေ့မုတာမသုံးမဲ့အေးဝင်ကလေးသတင်းစကားဟောတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ် သူ့နှလုံးသားလည်းကျယ်ဝန်းလာတယ်။ဒါဒီကနေ့ကျွန်တော်ရဲ့နှုတ်ကဖခင်ရဲ့ကောင်းမြတ်ခြင်းသတင်းစကားများများပြောပါ။သင်ရှိတဲ့နေရာမှာ ပြိုပြက်ခြင်းတွေကိုဖခင်သခင်က ပြန်လည်ပြီးတော့တိဆောက်ပေးမယ်ဆိုတာအားပေးခြင်းရှင်ပေါလုအသက်တာကဲ့သို့နှလုံးသားကျယ်ဝန်းတဲ့အသက်တာမူတာသုံးတဲ့နှုတ်မဟုတ်ဘဲနဲ့နှုတ်ကပတ်တော်တမန်တရားစစ်ကိုဖော်ပြတဲ့နှုတ်အေးဝံကလေးသတင်းစကားကိုဟောပြောတဲ့နှုတ်ဖြစ်ပါက သင်ရှိတဲ့နေရာမှာပြိုပြတ်ခြင်းအားလုံးကနေခိုင်ခန့်ခြင်းတွေကိုဘုရားကဖြစ်စေမယ်ဆိုတာကိုအားပေးရင်နှိကုံးချုပ်လို့တယ်ကျမ်းတော်ရောက်ချင်းစီတိုင်းဖြန့်ရှင်သာ၍ကောင်းချီးပေးပါစေကျွန်တော်ချိန်ညာစရာကတော့နတ်ဖာညက်နေကျွန်တော်မြန်မာစံတော်ချိန်၄နိုင်ခွဲမှာကျွန်တော်ပြန်လည်တွေ့ဆုံပါမယ်နတ်ဖာမှာတော့ကျွန်တော်ကစာလံကျမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခြုံငုံပြီးတက်က150ကိုကျွန်တော် ချင်းမိုင်မှာလေအများကြီးကျွန်တော်နောက်ခံသမိုင်းတွေပါအများကြီးကျွန်တော်ဝင်ငှခဲ့တယ်ဒါပေမဲ့ဆာလန်ခန်းကြီးတက်ကနေ150ကိုချုပ်ငုံပြောတဲ့အရာမှာနည်းနည်းလေးသိရမယ့်အပိုင်းလေးတွေဂျန်သေးတယ်အဲ့ဒါလေးတွေကိုကျွန်တော်ပြန်ပြီးစပ်ပြီးနားထောင်တော့မှာဖြစ်တယ်ပြီးတဲ့အခါအခုကျွန်တော်တို့လက်ရှိကျန်းစာကြည်ကူးရေးပြိုင်နေတဲ့အခုလက်ရှိဆိုရင်ဒါကျွန်တော်ခုနှစ်ကျန်းပြိုင်နေတယ်ဒေသနာကျန်းရှောလမုန်တခြင်းဟေရှာယယေရမိကနှစ်ကျန်းဖြစ်တဲ့ အနာဂတိကျမ်းမိတန်းစကားရေစကြည်လာတိုင်ကြီးလာအဲ့တော့ဒေသနာကျမ်းနဲ့ရှောင်းမုံသချင်းဆိုတာကပြာလင်္ကာကျမ်းတွေလည်းဖြစ်ပါတယ်ဟိုးကျွန်တော်ဟိရှာယကနေဟိရှာယယေရမိရေစကြည်လာတိုင်ကြီးလာဆိုတာကျမ်းစာမှာ prophet ကြီး၄ယောက်ဖြစ်ပါတယ်အဲ့တော့ major prophet ၄ယောက်လို့ပြောပါဟိဆိုအဲ့ဒီ၄ယောက်ဖြစ်တယ်ဟိရှာယယေရမိ ရေစကြည်လားနိုင်ရည်လားအဲ့ဒါ major prophet လေးယောက်ဖြစ်ပါတယ်။တော့ဒီခွန်ကျန်းကိုကျွန်တော်ရေးနေတာအဲ့ခွန်ကျန်းမှာတိတိနဲ့တချို့ကျမ်းတွေကိုလည်းဆွဲထုတ်ပြီးကျွန်တော်ဖော်ပြသွားပါမယ်။ဒါကြောင့်နတ်ဖန်ညဏ်ညာစပြီးဆာလန်ကျမ်းနဲ့ပတ်သက်ပြီးတချို့ကျမ်းနဲ့တိတိနဲ့အချက်လေးတွေကျွန်တော်နားထောင်မယ်။ပြီးတဲ့အခါမှာနောက်တစ်ပတ်ဒီမှာကျွန်တော်ဒီကျမ်းခွန်ကျန်းတွေကတိတိနဲ့အကြောင်းအရာတွေဆွဲနှုတ်ပြီးတော့ ဖော်ပြတော့မှာဖြစ်တယ်။ဒါကြောင့်နေ့တိုင်းဒီ live service ကိုသင်ကြည့်နေပါကသင်ကိုဘုရားခင်ကအများကြီးစကားတွေပြောနေမယ်ဆိုတာ RPG ကျမ်းစာကြည့်ကူးရေးပြိုင်နေတဲ့သူအားလုံးကိုဖျက်ရှင်ကောင်းကြီးပေးပါစီသင်တို့အတွက်ကျွန်တော်ဆုတောင်းပေးလေရှိချောင်းဖော်ပြလို့ရတယ်။ကျွန်တော်လက်ရှိစည်ရင်အရာလက်ရှိကျမ်းစာကြည့်ကူးရေးပြိုင်နေတာ644ရောက်ရှိပါပြီ။ဒါကြောင့်ကျွန်တော် ရှင်ပြိုင်တဲ့600ကျော်လုံးအတွက်ကျွန်တော်တို့ဆုတောင်းပေးလျက်ရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့သတ်မှတ်ထားတဲ့စီကံအတိုင်းပဲကျွန်တော်ရဲ့ page မှာတင်ထားတဲ့ YouTube Facebook မှာတင်ထားတဲ့စီကံချက်စာရွက်တွေတင်းချဖတ်ပြီးတဲ့အခါမှာတောက်လျှောက်ကြည့်ကူရေးနိုင်ပြီဆိုတာလေးကိုဖော်ပြလိုပါတယ်။ဒီကနေ့ကြည့်ရှုခွန်ယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေ။ကျွန်တော်ချမ်းသာပြိုင်ပွဲနဲ့ပတ်သက်ပြီးတချို့အရေးကြီးခြင်းညာစရာတွေကိုကျွန်တော် အပတ်စဉ်တောက်ကြာနေ့ညနေတိုင်းမှာကျွန်တော်တို့ announcement လုပ်ပြီးသွားမှာဖြစ်ကြောင်းနဲ့ပေါ်ပြပြီးလိုပါလေကြည်ကူးရင်းနေတော့သူများချမ်းစာကိုအထူးအာယုံစိုက်ပြီးတော့နှုတ်ဘတ်တော်ကိုစာငတ်ခမော့တဲ့စိတ်နဲ့ရေးသားနေတော့သူအားလုံးကိုဖြတ်ရှင်းကောင်းချီးပေးပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်သားတော်သရှင်တော်ဝိညာဉ်တော်သုံးပါးတစုဖြားထံတော်ပါမှကောင်းချီးဖြတ်ပြသည်သင်တို့ကြည့်ရှုတဲ့ဓမ္မပရိသတ်သီးသီးပေါ်သို့သာကောင်းမှချမ်းမာတဲ့သူချမ်းမာခြင်း ခက်ခဲတဲ့သူလွတ်မြောက်ခြင်းဘိဥပယောဂဒုက္ခတွေကင်းဝေးခြင်းဖရာရဲ့လက်တော်ကွယ်ကာစောက်မှခြင်းသည်အွန်လိုင်းပရိသတ်များမြမပီနဲ့ကဘာကြီးပေါ်သို့တက္ကောက်ဒီနေ့မွနီချောက်တဲ့မွနီရှင်များကောရတမီမတ်ဆွီတီမတ်ဂျက်စီ ကမတဲလ်မာနော်အီအီထုံးနေတကွာဒီဂရီမိုနီရှင်သီးသီးပေါ်သို့သလကောက်မင်္ဂလာနေပါတဲ့ကြောက်တော်သူသီးသီးပေါ်သို့သလကောက်ဘုံတော်ဝင်စားတဲ့သူတွေရဲ့အချမ်းရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့တော်သလကောက်ဓမ္မကျမ်းစာကြည်ကူးရေးပြိုင်ပွဲမှာကြည်ကူးရေးနေတဲ့၆ပြာကျော်သောဓမ္မပရိသတ်များကျမ်းကျမ်းစာကိုကြည်ကူးရေးနေခြင်းကြောင့်သူတို့ရဲ့အသက်တာမှာထိုးဓမ္မကျမ်းစာအပြင်စုံလင်တဲ့ကောင်းကြီးခံစားရခြင်းနေရာအနှံ့ကနေယုံကြည်ခြင်းနဲ့အတူတကွရေးနေကြခြင်းကြောင့် ရည်နေတဲ့လက်တွေကိုဖျားရှင်ကောင်းကြီးပေးခြင်းနှလုံးသားတွေကိုကောင်းကြီးပေးခြင်းခန္ဓာရည်ခွန်အားပေးခြင်းရည်တဲ့အခါမှာမမှားမယွန်းအောင်ဘုရားသခင်လက်တော်ကွဲကာလျက်ရည်ပေးခြင်းအဲလိုကြီးပြီးရည်နေခြင်းပေါ်မှာသူတို့ရဲ့လိုအပ်ချက်ကိုကောင်းငယ်တမန်နေနဲ့ဘုရားရှင်တကားခောက်ပြီးပို့ပေးခြင်းကျမ်းခွန်ကျမ်းသုံးကိုအဆုံးတိုင်အောင်ရေးနိုင်တဲ့ခွန်အားတွေပေးခြင်းတကူလုံးကျမ်းမာခြင်းရုတ်တရက်ဘေးဥပါဒ်တွေမဝင်လာဖို့စံစာကြည့်ကူးရေးနေတဲ့အချိန်မှာ မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေမရှိဘဲနဲ့ကောင်းကြီးမင်္ဂလာဖျားဖျားခံစားရခြင်းနဲ့တူကြောက်ရင်းယုံကြည်ခြင်းနဲ့ချစ်တဲ့တော်မှဥဆောင်ပြုလုပ်တဲ့စံစာကြည့်ကူးရေးပြိုင်ပွဲမှာရည်နေတဲ့သူအလုံးနဲ့တကွာအွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့ယနေ့မှစ၍ဂါလာဆင်မြဲကောင်းကြီးဖျားဖျားတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေ။ငြိမ်သက်ချင်းရှိပါစေ။ကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့။